โอเคအားလုံးမင်္ဂလာပါဒီဗီဒီယိုကြည့်နေတဲ့တကယ်ချင်းကထိုင်းနိုင်ငံကဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုလုံးဝလက်မလွတ်ပဲကြော့မသွားပဲအဆုံးထိကြည့်ပါဘာကြောင့်လဲဆိုတော့ဒီကနေ့ဒီဗီဒီယိုလေးမှာတီးထက်စင်ကတ်အသုံးပြုနေတဲ့မိတ်ဆွေများတို့ကျွန်တော်ကအင်တာနက်တလားကို90နပတ်နဲ့စိတ်ကြိုက်သုံးလို့ရတဲ့နီလန်းလေးကိုလာပြီးတော့မျှဝေပေးမှာပဲဖြစ်ပါတယ်ဒီနီလန်းလေးကတချို့လူတွေကတိနေပြီတချို့ကကျတော့မတိသေးဘူးပေါ့နော်မတိသေးတဲ့သူတွေအတွက်ကိုမျှဝေပေးမှာပဲဖြစ်ပါတယ် ါကိုကျွန်တော်အခုမျှဝေပေးတဲ့ beautify ရဲ့အောက်မှာဂျေဝင်နေတဲ့သူတွေကိုတော့စိတ်မကောင်းပါဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့ကတရှိုးကကျတော့ဒီ internet နီးကိုတိပြီးပြီးတုံးနေပြီ။ဒါပေမဲ့သူများကို share တွေမလုပ်ပေးကြဘူး။ဘာကြောင့်လဲဆိုတော့ဒီ internet ကိုပိတ်သွားမှဆိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ Okay ။ဒါဆိုလို့ကျွန်တော်ကျွန်တော်ကတော့ရရဝုန်းနဲ့ကျွန်တော်ကဒီနေ့ဒီ video လေးမှာရှင်းပြပြီးတော့မှဖြစ်ပါတယ်။ဒါကြောင့်ဒီ video လေးကိုစောအောင်ဒီကြည့်ပါ။တလားကို90နပတ်နဲ့စိတ်ကြိုက် internet ကို နေရောညပါအသုံးပြုလို့ရမယ်နီလန်လေးကိုမြောက်ပေးမှာဖြစ်ပါတယ်ပေါ့နော် okay let's go ပထမဦးဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီ detail app ကိုပေါ့ဗျာကျော်ဒီ play store မှာတွားရောက် ပြီးတော့မှ download ဆွဲရမှာဖြစ်ပါတယ် download ဆွဲပြီးသွားပြီးဆိုရင်တော့ကျွန်တော်ဒီ play store မှာတွားရှာပြီးတော့ download ဆွဲ download ဆွဲပြီးတော့ open ကိုနှိပ်လိုက်တဲ့ခါမှာဆိုလို့ချေကျော်ရဲ့ဖုန်းနံပါတ်နဲ့ login ဝင်ခိုင်းမှာပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ကဖုန်းနံပါတ်နဲ့ login ဝင်ပေးလိုက်ရမှာဖြစ်ပါတယ်ပေါ့နော် โอเคကိုယ့်ရဲ့ဖုန်းနံပါတ်ကို log in ဝင်ပေးထားပြီဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာတော့ပထမဦးဆုံးညော90နဲ့နှစ်ဘတ်ကိုထည့်ထားပေးဖို့လိုပါတယ်โอเคဒါဆိုလို့ကျွန်တော်ကျောင်းဘယ်ကိုသွားရမလဲဆိုဒီအောက်မှာ package ဆိုတာရှိတယ်ပေါ့เนาะအခုကျွန်တော်မြားပြတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคကျွန်တော်ရဲ့ဖုန်းထဲမှာဖုန်းပေဒီမှာ လက်ရှိပေါ့နော်အခုကျွန်တော်ဒီအများလေးပြတဲ့နေရာမှာကျွန်တော်မှာဖုတ်ပေ55ဘတ်ရှိပါတယ်ကျွန်တော်ကတော့55ဘတ်ထည့်ထားတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုခဏကပြောဖို့မေ့သွားလို့ပေါ့နော် okay ပြီးလို့ကျွန်တော်ကျောခဏအတိုင်းပဲ package တဲကိုဝင်လိုက်မယ် package တဲကိုရောက်ပြီးတော့ခဏလေးစောင့်ပါခဏလေးစောင့်မနော်ကျွန်တော် line မသိမကောင်းဘူး okay ဒီနေရာမှာကျောဒီမှာ net ဆိုတာရှိတယ်ကဘာလုံးပုံစံလေးနဲ့ပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြပါအဲတကယ်လို့မိတ်ဆွေက အဲမြန်မာဘာသာဖြစ်ပြောင်းလဲသုံးကြည့်နေဆိုတော့ဒီမှာအဆက်ကလေး30ရှိတယ်ဆက်ကလေး30ကိုနှိပ်ပြီးတော့ဒီအောက်မှာကျော်7ရှိတယ်အဲ့7ရဲ့အောက်မှာဒီမှာအလန်ခွေးဆိုပြီးမှရှိတယ်မြန်မာဘာသာသုံးကြည့်နေဆိုတော့ဒီမှာမြန်မာဘာသာကိုနှိပ်လိုက်ပါနော်โอเคဒါဆိုလို့ကျွန်တော်ကျော်ခနာကနေရာကို ပြတ်သွားမယ် package ကိုပြတ်သွားမယ်ပေါ့နော်โอเคဒီ net ဆိုတဲ့ဒီကဘာလုံးပုံစံလေးပေါ့နော်ကျော်ဗမာလို့ဆိုတော့ net ဆိုပြီးမှတွေ့ရမှာဖြစ်တယ်ကဘာလုံးပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคကဘာလုံးပုံစံလေးကိုနှိပ်လိုက်ပြီဆိုတော့အခုလို့တန်းတွေ့ရမှာဖြစ်ပါတယ်ပေါ့နော် 1D ကို32ဘတ်ပေါ့နော်20 32ဘတ်ဆိုပြီးမှသူနှမျိုးပြထားတယ်အဲ့ဒီအထဲကမှာကျောဦးကဒီမှာအဲဆွဲလိုက်တဲ့ခါမှာတွေ့လာတယ်အောက်မှာလည်း 1D ပေါ့နော်ဗျာကျောဒီ 1D ကကျတော့ကျောသူကဘာပြောလာလဲဆိုတော့ everyday ပေါ့နော် auto auto everyday ပေါ့နေ့တိုင်းနေ့ နေတိုင်းလေးအော်တိုဆက်မှတ်တဲ့နီးပေါ့ဗျာကျွန်တော်ပြောချင်တာကဒီနေတိုင်းလေးဆက်မှတ်တဲ့နီးအဒီ32ဘတ်ကိုပေါ့ကျွန်တော်ဝယ်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအပေါ်အားကကျွန်တော် special ပေါ့နော်အပေါ်ဟာမဟုတ်ဘူးနော်ဒီမှာနှစ်ခုရှိတဲ့အထက်ကမှာဒုတိယမြောက်ပေါ့နော်ဒုတိယမြောက်32ဘတ်ကိုကျွန်တော်ဝယ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီမှာ buy down ဆိုတဲ့နေရာကိုရှိပါတယ် buy down ဆိုတဲ့နေရာကိုရှက်နှိပ်လိုက်ပါပြီးတော့ကျွန်တော် confirm ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ โอเคคอมพาสวาเลโอနှိပ်ပြီးပြီးသွားပြီဆိုတော့ကျွန်တော်โอเคသွားပြီဒီမှာ5 minute ပေါ့တော့အဲโอเคစောက်ပါဆိုပြီးတော့โอเคဒါဆိုလို့ကျွန်တော်အင်တာနက်ဆက်မှတ်သွားပြီဆက်မှတ်သွားပြီဆိုတော့ကျွန်တော်ဖုန်းပေဖြတ်သွားပြီလားဆိုတော့ကျွန်တော်အရင်ဆုံးကြည့်လိုက်မယ်နော်โอเคဒီမှာ20နဲ့86ပဲကျန်တော့တယ်ပေါ့နော်โอเคဒါကိုကျွန်တော်ကနောက်ထပ်ဆက်မှတ်ပြဖို့ဆက်မှတ်ပြဖို့အတွက် နီးတစ်ခုကြံပါသေးတယ်အဲ့ဒီစမတ်ဖို့အတွက်နီလာလေးကတော့ကျွန်တော်အခုဒီမှာဗီဒိုနာလေးမှာရှထားပေးမယ်ပေါ့နော်စမတ်စမတ်ရမယ့်နံပါတ်ကလေးကိုပေါ့နော်โอเคဒါကတော့ကျွန်တော်ဖုန်းထဲကိုဝင်ရမှာဖြစ်ပါတယ်ကျွန်တော်အပြင်ကယူဖုန်းထဲကိုဝင်လိုက်ပါစတာတီးခွန်စတာပြီးလို့ရှိရင်30ပေါ့နော်30ပြီးလို့ရှိရင်ကျွန်တော်ရှက်ပေါ့နော်ရှက်ကိုနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာဖုန်းကောလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါ okay ဒါဆို okay ကိုနှိပ်လိုက်ပါ okay ကိုနှိပ်ပြီးတော့ခဏလောက်စောင့်ပြီးပါစောင့်ပြီးပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဖုံးပေဒီဖြတ်သွားပြီလားဆိုတော့ကျွန်တော်ပြန်စစ်ကြည့်မယ် okay ဒီမှာကြိုက်ဒီအရန်နဲ့30ရက်ကိုဆက်တန်းတိုးပြီးပါဘောနော်ဒါဆိုကျွန်တော်စစ်ကြည့်လိုက်မယ် okay ကျွန်တော်ထဲမှာ0.86ဘတ်ပဲကြာမှာတော့ဒီခင်ဗျာ ဖုံးပေဖြတ်သွားပြီဆိုတော့ကျွန်တော်လက်ရှိသုံးထားတဲ့ wifi လေးကိုကျွန်တော်ခဏဖြတ်လိုက်ပြီးတော့ internet ကလေးနဲ့စပြီးတော့ run ကြည့်ပါမယ် internet နဲ့ကောင်းမကောင်းကိုကျွန်တော် line ကောင်းမကောင်းကိုကြည့်ပါမယ်ဒါကြောင့်ကျွန်တော် youtube facebook ကိုစသည်အပြည့်ကိုကြိုက်နေတဲ့ app တွေတခုကိုလည်းဝင်ပြီးတော့ tiktok မှာကိုကြိုက်တဲ့နေရာမှာဝင်ကြည့်မယ် okay ဒါဆိုလို့ကျွန်တော်ကျွန်တော်အဲ30နှစ်ဘတ်ပေါ့နော်52ဘတ်နဲ့ internet ပေါ့နော်ဒီချက် internet ကိုစိတ်ကြိုက်သုံးလို့ရပါပြီပေါ့နော် ဒီနည်းလမ်းလေးကမိတ်ဆွေတို့အတွက်အသုံးဝင်တဲ့အကျိုးရှိတယ်ဆိုတော့တခြားတငယ်ချင်းတွေသိအောင်နည်းမြလေး share သွားပြပါသိကျင်တဲ့အရာလေးရှိခဲ့ဆိုတော့ဒီ comment ဒီ profile ရဲ့ comment မှာရေးခဲ့ပြပါပေါ့နော်ဂျေဝင်နေတဲ့သူတွေကိုတော့ကျွန်တော်ဘာမှမပြောတော့ပါဘူးကျွန်တော်သူတို့ကိစ္စနဲ့သူတို့တွားလိုက်မယ်ပေါ့နော်ကျေဝင်မှာဆိုကျွန်တော်သိတယ်သိကြတယ်မင်းရဲ့ဆရာကြီးလုပ်ပြီးသွားပြောတာအခုအင်တာနက်တွေပိတ်သွားပြီးဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့လာပြောမှာပါကျွန်တော်စောက်ပြူမဆိုင်ပါဘူးเนาะโอเคအားလုံးပဲမင်္ဂလာပါ ဒီဗီဒီယိုလေးကတော့ဒီရောက်ပါပဲနောက်ထပ်ဗီဒီယိုတစ်မှာပြန်တွေ့ကြမယ်